အားလုံးပဲမင်္ဂလာပါ။ Honest Song ကနေနေထွေးစာကြိုဆိုပါရစေ။ကျမတို့ဒီနေ့ကြည်နေတဲ့သူထဲမှာကိုကအမြဲစိုးရိမ်ပူပန်မှုလွန်ခဲ့တဲ့သူဒါမှမဟုတ်လေ overthinking တွေဖြစ်တတ်တဲ့သူစောက်စိတ်တွေများတတ်တဲ့သူဆိုလို့ရှိရင်ဆက်ပြီးတော့နားထောင်ပေးပါအောင်နော်။အဲ့တော့ကျမတို့အကယ်၍ကိုယ်မှာ anxiety များတတ်တဲ့ anxiety စိုးရိမ်ပူပန်မှုပေါ့နော်လွန်ခဲ့တာမျိုးရှိတတ်တယ်ဆိုလို့ရှိရင်ကျမတို့ကိုကိုကိုဒါဘာကြောင့်ဖြစ်နေရတာလဲ။အော်ဘယ်ကနေဘယ်လိုဖြစ်တာလဲ။ ။နောက်ဒါမျိုးတွေဖြစ်တယ်ဆိုရင်မလုပ်ရမှာလဲဆိုတဲ့အရာလေးကိုတိတဲ့တိထိုက်ပါတယ်။ကျမတို့ခုနနေတတူဘောမှာလုံဆောင်နေတဲ့လုပ်ငန်းဆောင်တာတွေကမလုပ်နိုင်တော့ဘူးဒီဆိုရင်ပူပါမှုတွေအရမ်းများလို့နောက်ဒီဆိုရင်ပူပါမှုကြောင့်စိတ်ကောကိုရောဖိစီးလာတဲ့အရာမျိုးတွေလည်းတွေးကြုံလာတတ်တယ်ပေါ့နော်ဆိုတော့ကျမတို့ဒီစိတ်ဖိစီးမှုကို ဆိုရင်ပူပန်နာတွေဘလို့ကင်တွင်မလဲဆိုတဲ့အရာလေးကိုစနစ်တကျကိုကိုကိုပြောင်းလဲခြင်းနဲ့နားလဲခြင်းနဲ့ဆိုလို့ရှိရင်တော့ကျမတို့ honest ဆောင်ပါမှာ anxiety ဆိုတဲ့ဆိုရင်ပူပန်မှုအာဒီ anxiety လို့ correct class လေးကိုကျမတို့ဖွင့်လှစ်ပေးထားပါတယ်အာတင်မဲ့ဆရာကတော့ကျမတို့ဒေါက်တာနန္ဒကျော်စွာပါစိတ်ကျန်းမာရေးအထူးကုဆရာပေါ့နော်အဲ့တော့ဆရာရဲ့ class ကြီးကလည်း immediate မှာကို feedback တွေကောင်းနေတကယ်စိတ်ရှည်ပြီးတော့ကိုအတွက်ဒီအတန်းလေးကနေကိုကိုရိုင်းကုစားခြင်းတော့လကောင်းဒါမှမဟုတ် ဟုတ်လဲကိုကတခြားသူတွေကိုကူညီပေးနေတဲ့သူအာဒီ helper ပေါ့နော်အဲ့တော့ကူညီပေးနေတဲ့သူ volunteer တွေပဲဖြစ်ဖြစ်ဒီ anxiety အကြောင်းကိုကွက်ကွက်ကွင်းကွင်းနားလည်အောင်လို့ဒေချာစနစ်တကျလေးသင်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျမတို့ honor server ရဲ့ anxiety class လေးမှာအားလုံးပဲ enroll လုပ်လို့ရပါတယ်အဲ့တော့အခုလက်ရှိအချိန်လေးမှာလည်းကျမတို့အာ discount လေးတွေလည်းပေးထားပါတယ်အဲ့တော့အမြန်ဆုံးအနက်ပေးဖို့လည်းအားလုံးကိုဒါတင်ကောင်းလေးပါလိုက်ချင်ပါတယ်ရှင်